ားလုံးပဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မေလ9ရက်နေ့ဆိုတော့ဒီကနေ့သတင်းတွေမှာရုရှား2ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေကျွန်တော်ရှင်းတဲ့စစ်မြေနယ်အပြင်မှာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတွေ့အပါတော့အထူးတပ်ဖွဲ့ဝင်တွေပြပအသေးခံတပ်သားတွေပြပတကယ်ပဲတည်ဆုံးခဲ့တဲ့အကြောင်းကိုကျွန်တော်တင်ပြပေးပါမယ်။နောက်တဲ့သတင်းတစ်ပုဒ်တွင်မှာတော့ ထိုင်းနိုင်ငံအထိဖပီးသွားရတဲ့ဂျမန်ဖက်စစ်ခွေးတက်တွေအကြောင်းထုံးစံအတိုင်းတက်ပြီးတော့ကြားရမှာဖြစ်ပါတယ်။နောက်ဆုံးမှာတော့အရခတ်တော် AA နဲ့ဆက်သွယ်နေအောင်မှဖြစ်တဲ့အကြောင်းကိုဘင်္ဂလားဒေ့ရှ်ဝန်ကြီးပြောဆိုလိုက်တဲ့အကြောင်းနဲ့ဆက်ဆက်ပြီးတော့တင်ပြပေးမှာ ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးအထိဝင့်တီရှူကိုကျွန်တော်ရဲ့မိဘတဦးချင်းစီတိုင်းကိုဒလီတစားဖိတ်ခေါ်လိုက်ပါတယ်။ကမ္ဘာစစ်ကြီးတကယ်ပဲ ဖြစ်မဲ့လားလာတွေကိုကျွန်တော်တို့မြင်တွေ့နေရတာလားဆိုတော့ကိုဒီနေ့မှာအိန္ဒိယနဲ့ပါကစ္စတန်စတင်ပြီးတော့ပြစ်ခတ်နေကြပါပြီဆိုတော့အိန္ဒိယပါကစ္စတန်ကကျွန်တော်တို့ငကိုကလေးကဒါဒီကက်ဖီယာပြည်နယ်တစ်ခုပေါ့ဗျာအဲ့ဒီနေရာတစ်ခုကိုဒါသူ့နေရာကိုနေရာလို့ပိုင်းခြားသတ်မှတ်ရင်းနဲ့ သူတို့နှစ်နိုင်ငံစစ်ဖြစ်ပွားခဲ့တာအချိန်ပေါင်းမနေတော့ပါဘူးဒါတိုက်ပွဲအငယ်လေးတွေဆိုအများကြီးဖြစ်ပွားခဲ့တာပါဒီဒီချိန်မှာတော့အိန္ဒိယနိုင်ငံသားအများအပြားတိုက်ဆုံခဲ့ရတဲ့အကြမ်းဖက်မှုဆိုတော့ဒါခင်းဖြစ်ပွားတဲ့အခြေအနေမှာပဲအိန္ဒိယကဒီနေ့မှာဒါပါကစ္စတန်ထဲမှာ ရှိတဲ့အကြမ်းဖက်အုပ်စုတွေရှိနိုင်တဲ့နေရာတွေကိုလေချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဆိုတော့တစ်ဖက်ကလည်းပြန်ပြီးတော့ခုခံတဲ့ အခြေအနေတွေကိုလည်းကျွန်တော်တို့မြင်တွေ့နေရမှာဖြစ်ပါတယ်။ဒါဟာနိုင်ငံနှစ်နိုင်ငံမှာကျွန်တော်တို့ဒါ nested စီးပြဿနာတွေကြောင့်ဖြစ်လေဖြစ်တာရှိတဲ့စစ်ပွဲတွေမျိုးပါ။ဒါပေမဲ့လည်းပဲဒီစစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့ဒါအခြားသော နိုင်ငံတွေကဒါတွေကိုဖြစ်ပေါ်ဖို့အတွက်ဒါနှိုးဆော်မှုတွေလှုပ်ဆော်မှုတွေရှိနေတယ်လို့လည်းကျွန်တော်တို့အချက်လက်တွေရပြရတာဖြစ်တယ်။ ဒီကြောင့်လည်းပတ်သက်ပြီးတော့ကျွန်တော်မိဘတွေကိုကျွန်တော်တို့နိုင်ငံရဲ့အခြေအနေတွေနဲ့ကျွန်တော်ဆက်ဆက်ပြီးတော့သတင်းတပုတ်အနေနဲ့တင်ပြပေးဖို့အစီအစဉ်ထားတာလည်းရှိပါတယ်ဟုတ်ကဲ့ပါဒါကလက်ရှိကမ္ဘာနိုင်ငံတွေထဲမှာပါစစ်ပွဲတွေဖြစ်ပွားနေတဲ့အကြောင်းပါကျွန်တော်တို့နိုင်ငံအတွင်းထဲမှာတော့ရုရှားကတင်းနန်းတက်ရောက်ထားတဲ့ရုရှားကကွန်မန်ဒိုနီးပြဆရာတွေကိုနိုင် လာရောက်တင်ကြားပေးထားတဲ့ အကြမ်းဖက်ဖက်စစ်တပ်ဖွဲ့ဝင် လက်ကင်ဒုတ်တွေကျွန်တော်တို့ IPDS နဲ့တွေ့တဲ့အချိန်မှာနားကားသွားပါတယ်သူတို့တင်းတန်းဆင်းရတာကလည်းဂျပိုင်းလေးပဲရှိပါအောင်မယ်အချို့သောမီဒီယာဆိုရင်ဆာမနာအထက်မှာဒါသူတို့တင်းတန်းဆင်းခဲ့တဲ့အကြောင်းကိုခက်ခက်နန်းနာ ဖော်ပြခဲ့တာကိုလည်းကျွန်တော်တို့တွေ့ခဲ့ရတယ်အဲ့ဒီတင်းတန်းဆင်းပွဲကိုလည်းပဲအကြမ်းဖက်ဖက်စစ်တပ်ရဲ့အရာရှိပိုင်းတွေလာရောက်ပြီးတော့ တက်ရောက်သွားတဲ့ဆိုတဲ့သတင်းတွေကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ရုရှားကတင်ကြားပေးထားပါတယ်ဆိုတဲ့ PNO အထူးကွန်မန်ဒိုတပ်သားတွေတင်းနှင်းစင်ပြီးရပိုင်းအကြာမှာပဲညောင်ရွှေတိုက်ပွဲမှာတိတ်ဆုံးသွားခဲ့ရပါပြီဒီသတင်းလေးကိုကျွန်တော်ကြားလိုက်တဲ့အချိန်မှာမြစ်တီနိုင်ငံကပဲဖြစ်ဖြစ်ဘလောက်ထိအစွမ်းရည်မြင့်တဲ့တင်ကြားရေးတွေတင်ကြားပါစေ ကျွန်တော်တို့ပြည်သူတွေရဲ့လက်ရှိတော့နော်ဝင်းရံထောက်ခံနေတဲ့ကျွန်တော်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်အသီးသီးနဲ့တွေ့တဲ့အချိန်မှာဒီလိုမျိုးပဲသူတို့တွေမရှုမလားဘွာစသိန်းနေကြရတာပါဟုတ်ပြီဒီပြစ်စင်လေးကိုကျွန်တော်အရင်ဆုံးတင်ပြခြင်းပါတယ်ဆိုတော့ညောင်ချွေမြို့နယ်ရေပူရွာဘက်ကိုကွန်မန်ဒိုဆိုပြီးတော့စစ်ကြောင်းထိုးလာပါတယ်ကျွန်တော်တို့ဒါပေါ့ဘာသာစကားနဲ့အသေးခံတသားกว่าဆိုပြီးတော့អော်ပြီးတော့တက်လာတာပါ ဒီစကားကိုကျွန်တော်တို့ကာဝေးတပ်ဖွဲ့ဝင်တွေကတီတီချာချာကြားလိုက်တာပါအတေကန်တသောကွဆိုပြီးတော့အရှိကိုထိုးတက်လာတာအရှိလဲလျှောက်ကောတကယ်တည်သွားပါတယ်သူတို့ကိုတင် जा ပေးခဲ့တာကရုရှားအထူးကွန်မန်ဒိုနီးပြဆရာတွေအဲ့ဒီနီးပြအဖွဲ့ကိုလည်းပဲ PNO ခေါင်းဆောင်ဘိုင်းတွေကငွေကြေးအမြောက်အများအကုန်ကြခံပြီးတော့ခေါ်ယူလေ့ကျင့်တင်ယူစီခဲ့တာ ခုချိန်မှာကျွန်တော်တို့ရှင်းရောက်တဲ့ချိန်မှာသူတို့တင်ယူခဲ့ပါတယ်ဆိုတော့ရုရှားအထူးကွန်မန်ဒိုတင်နန်းတွေတကယ်မြေပြင်မှာအတုံးဝင်လားဆိုတာကိုကျွန်တော်လက်တွေ့မြင်တွေ့နေရပါတယ်သူတို့ချွေးကြော်တဲ့အတိုင်းပဲအသေးခံတပ်ဖွဲ့ဝင်တွေဆိုပြီးတော့အရှိကိုထိုးတက်အရှိရောက်တာနဲ့အကုန်လုံးမစီတော့ပေးမကြိုက်ဖ ೇನೆ နာကာသွားတဲ့အကြောင်းပါဟုတ်ပြီ ရုရှားနိုင်ငံမှာတင်တန်းဒီပြဆရာတွေကိုငှားပြီးတော့ PN တို့အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေကအပတ်စဉ်တင်တန်းဆင်းပွဲကိုမေလာနှစ်ရက်နေ့ကပြုလုပ်ပြီးတော့အချမ်းမဖက်စစ်ခွေးတက်ကအရှိဘိုင်းနိုင်စစ်ဌာနချုပ်ရာရှိတွေလည်းတက်ရောက်ခဲ့တယ်ဆိုတော့တည်တင်းအရှိမရှိခဲ့ပါတယ်အဲ့ဒီတင်တန်းဆင်းပွဲခက်ခဲနာနာလုပ်ခဲ့တယ်ဆိုတာကိုလည်းကျွန်တော်တို့သတင်းရရှိထားတာဖြစ်ပါတယ်တနင်္လာနေ့ပြီးတော့မကြခင်မှာပဲကွန်မန်ဒိုစစ်ကြောင်းစစ်ကြောင်းထိုးလာတာပါဟုတ်ကဲ့ပါ ဒီစစ်ကြောင်းဟာကျွန်တော် IPDF ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့တွေ့လိုက်တဲ့အချိန်မှာတော့ဒီလိုမျိုးဖြစ်သွားတာပါဟုတ်ပြီဒီအချိန်မှာကျွန်တော် PNA နဲ့အကြံဖက်တက်ကသူတွေကပူးပေါင်းပြီးတော့ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထိတ်ချုပ်ထားတဲ့နေမျိုးတွေကိုသူတို့တွေစတောင်းထိုးခဲ့တာပါသူရဲ့အနောက်မှာလည်းပဲမူတီပေးတဲ့စကလုံးတွေလည်းရှိပါပါ ကွန်မန်ဒိုတင်းနဲ့စဉ်းထားတာလည်းမကြသေးဘူးပြီးတော့နီးပြဆရာတွေကလည်းရုရှားကားဆိုတော့အဲသူတို့တွေဟာတော်တော်လေးကိုကြွန့်ကျင်တက်မြောက်နေပြီးပြီးတော့ကျွန်တော်တို့စစ်ရေးပြီးတော့ကျွန်တော်တို့လက်ရှိတိုက်ခိုက်ရေးအခြေအနေတွေမှာအဖက်ကန်းခတ်တက်မြောက်သွားပြီးဆိုတော့ဒါယုံကြည်ချက်တွေသူတို့ကိုယ်စီရှိနေတယ်ထင်ပါတယ်တကယ်တမ်းကျွန်တော်တို့စစ်မြေပြင်ကိုတွေ့တဲ့အချိန်မှာတော့ပြေးတဲ့ကောင်ကပြေးဆုတ်တဲ့ကောင်ကဆုတ်ခွာတဲ့ကောင်ကခွာ အသေးခံတက်ဖွဲ့ဆိုပြီးတော့អော်ပြီးတော့တက်လာတာတောင်မှအရှိမမသေးရဲလို့ခွေးပြီးပေါ်ပြေးပြေးသွားတဲ့အခြေအနေတွေနဲ့စုပ်လို့လည်းမရခွာလို့မရပြေးလို့မရတဲ့အခြေအနေပါခွေးလို့ဝတ်လို့တည်သွားတဲ့အခြေအနေတွေကိုဒီနေ့ IPDF ကထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်ပြေးတဲ့ဇလန်းလေးလည်းရှိပါသေးတယ်ဆိုတော့ဒီဇလန်းကတော့မကြမကြပြေးလိပြေးထားရှိတယ်အကျမ်းဖတ်စစ် ခွေးတက်ရဲ့အရှက်မဲတဲ့ နိုင်ငံဖြတ်ကျော်အပြေးပြိုင်ပွဲကြီးထပ်ပြီးတော့ဆင်နွှဲလိုက်ပါတယ်အဲ့ဒါကတော့ဒီဒီချိန်မှာကျွန်တော်တို့ပြေးလိုက်တဲ့အာနိုင်ငံဖြတ်ကျော်ပြေးချန်ပီယံတွေဟာအင်အားပုံများလာပါတယ်လက်ရှိကျွန်တော်တို့မြေပြင်သတင်းတွေအရအင်အား60နီးပါးလောက်ရှိတယ်လို့တမလေးရတမမှုဒါဗိုလ်မှူးချုပ်ကိုယ်တိုင်ပြောဆိုခဲ့တာဖြစ်ပါတယ်ဟုတ်ပြီ ဒီပြစ်စင်မှာလည်းပဲကင်းအမျိုးသားစီယုံ KNU တက်မာလီဘိတ်ထဝဲခရိုင်မှာကျွန်မဖက်စစ်ခွေးတက်ကခိုင်ခိုင်ပေါ်မှာတဆွဲထားတဲ့ကျွန်မဖက်စစ်ခွေးတက်စခန်းကိုကျွန်တော်တို့ KNL နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တာရက်အနေငယ်ကြာနေပါပြီရက်အနေငယ်အတွင်းမှာဝင်ရပိတ်ဆို့မှုတွေကျွန်တော်တို့ရဲ့ဒါဝင်ရောက်ခြေမုံတဲ့အခြေအနေတွေမှာသူတို့ဟာပုံမှန်အတိုင်းပဲ အဖွဲငယ်လေးတွေဖွဲ့ပြီးတော့အထူးစစ်စင်ရေးတစ်ခုကိုဆင်နွှဲသွားတာဖြစ်ပါတယ်အဖွဲငယ်လေးတွေဆိုတာက10ယောက်ဖွဲ့15ယောက်ဖွဲ့9ယောက်ဖွဲ့10ယောက်ဖွဲ့အဖွဲလေးတွေခွဲ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 ပြီးတော့အရှိရတုတ်ကပြေးပြီးတော့မင်းတို့ပြေးပြီးရောင်းငါတို့နောက်ကတုတ်ကလိုက်ပြေးပြွိုင်းတတရအတုတ်ကလိုက်ပြေးစတုဒ္ဒအတုတ်ကလိုက်ပြေးပြေးတာတော့မှအစုလိုက်ပြုံလိုက်ပြေးရင်လမ်းမှာဂျာပြတ်ထက်ကြိုက်ပြီးတော့အစုလိုက်ပြုံလိုက်သေမှာဆိုးတဲ့အခြေအနေတွေမှာ အကျံဖက်စစ်ခွေးတက်ရဲ့အယောက်90ကျော်60နီးပါးဟာလက်နက်နဲ့တကွာထိုင်းဘက်ကိုထပ်ပြေးသွားကြပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီအချိန်ဒီမှာတီကီစကန်မှာရှိတဲ့အကျံဖက်စစ်ခွေးကျွန်တော်တို့ဒါတပ်ဖွဲ့ဝင်60ဝင်းကျင်တက်ဆွဲထားတယ်ပြီးတော့ဧပြီလအတွင်းမှာကျွန်တော်နောက်ထပ်ပေါ့နော်ဒါစစ်ကူပေးပို့ထားတဲ့အကျံဖက်စစ်ခွေးတွေနဲ့ပေါ့နော်ပူပေါင်းထားတဲ့အခြေအနေပါကျွန်တော်တို့ TNL ၄ကျွန်တော်တို့တပ်မဟာ၄ ကျွန်တော်ကင်းတစ်ဖွဲ့ဝင်နေတယ်ကျွန်တော်ပြည်သူ့ကာကွယ်ရေးတစ်ဖွဲ့ဝင်နေတကယ်တမ်းဝင်ရောက်တိုက်ခိုက် အမှုကျိတ်တဲ့အချိန်မှာအင်အားတရားဝင်းကျင်ရှိတဲ့ကျွန်မဖက်စစ်ခွေးတက်ဟာထောက်ဝက်ကြော်အကုန်လုံးခွေးပြေးဝက်ပြေးပြေးသွားကြပါတယ်ဒီအချိန်လေးဟာလက်ရှိအကြမ်းဖက်စစ်ခွေးတက်ရဲ့စစ်မှုဒဏ်ဒါမှမဟုတ်ပြည်သူစစ်ဒုရီမဟုတ်ပေါ်တာဆွဲတဲ့ အလုတ်ဖြစ်လားမဖြစ်လားဆိုတာကိုတကယ်စစ်မြင်ပြီးမှတွေ့နေရတာဖြစ်ပါတယ်။အော်ကျွန်တော်ပြောနေကြတဲ့ပုံစံအတိုင်းပဲကျွန်တော်တို့မှ၄နှစ်ကျော်တက်တန်းလေးပဲရှိပါတယ်။ဒီ၄နှစ်ကျော်တက်တန်းအတွင်းထဲမှာနှစ်ပေါင်း80ကျော်တက်ခါရေးစစ်ရေးနိုင်ငံရေးဒါပြည်စုံခုံပြည်စုံပါတယ်ဆိုတဲ့ Standard Army ချင်းချားကိုအခုလိုပဲကျွန်တော်တို့တကယ်တမ်း face to face မြန်ချင်းဆိုင်တိုက်ခိုက်တဲ့ပွဲတွေမှာသူတို့ဟာယခုလိုပဲကြီးနေတဲ့ပုံစံကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။သူတို့တွေနိုင်ငံတွင်းထဲမှာအပတ်စဉ်တစ်ဆယ်တင်းနှင်းဆင်းသွားပြီ။ကျွန်တော်ပြီးပါတယ်ချက်ကလေးစဉ်းစားကြည့်ပြီးပါ။ကျွန်တော်တို့အပတ်စဉ်တစ်ခုကိုကျွန်တော်တို့ဒါတသားတစ်ငါးတောင်သူတို့နှီးမျိုးစုံနဲ့စုတယ် ဆိုတော့ဒီအပိုင်းပြီးခဲ့တဲ့အပိုင်းအတွင်းမှာကျွန်တော်ကြားလိုက်တဲ့ delay တစ်ခုရှိသေးတယ်ဗျာအဲ့ဒါဘာလဲဆိုတော့ဒါအုံနောက်မကောင်းတဲ့သူပေါ့ဗျာအုံနောက်မကောင်းတဲ့သူကျမ်းမာရေးတော်တော်လေးကိုချွတ်ယွန်းတဲ့သူကိုသူတို့တွေဒါပေါ်တာဆွဲတယ်ပြီးတော့စစ်မှုထမ်းတဲ့ကိုထည့်တယ်အဲ့ဒီမျိုးသားကောင်လေးကတကယ်တမ်းကျမ်းမာရေးကြောင့်သူ့ကိုအတင်းအဓမ္မဒါစစ်မှုထမ်းခေါ်သွားတယ်ခေါ်သွားတဲ့အချိန်မှာကျွန်တော်တို့အရှိမစစ်စေးဒါပေါ့နော်ကျမ်းမာရေးတကယ်ကိုအချိန်နှီးဟာစစ်မှုထမ်းဖို့အတွက် လုံးလုံးမသိတော်တာကြောင့်တစ်ချိန်ပြန်လောက်ခဲ့တယ်။ဒါတော့တော့တော်တော်လေးကိုသူတို့သုံးလို့မရတဲ့အခြေအနေကြောင့်သူတို့တွေပြန်လွတ်ပေးခဲ့တာ။ဒါကိုနောက်တစ်ချိန်ထပ်ပြီးတော့ပေါ်တာဆွဲတယ်။ပေါ်တာဆွဲပြီးတော့စစ်မှုထမ်းတဲကိုထပ်ပို့တယ်။နောက်တစ်ချိန်လည်းပဲသူ့ရဲ့ကျမ်းမာရေးအခြေအနေကသူတို့ဒါလက်ခံလို့မရတဲ့အခြေအနေရှိနေတဲ့အတွက်တစ်ခါပြန်လွတ်လိုက်ရတယ် ပြီးတော့နောက်တစ်ချိန်ဖြတ်ပြီးတော့သူပေါ်တာဆွဲခံရတယ်ဆိုတော့ကျွန်တော်ရမိပါတယ်3ချိန်3ခါတီတီသူစစ်မှုဒန်းပေါ်တာအဆွဲခံရတယ်ဆိုတော့နောက်ဆုံးဆွဲလိုက်ရတဲ့အခြေအနေကသူကလုတ်သွားတဲ့လမ်းကြောင်းကနေပြီးတော့ပျောက်သွားတာပျောက်သွားတဲ့အချိန်မှာဒါသူ့ရဲ့မိသားစုဝင်တွေကဒါပေါ်တော့လူပျောက်ကြွညာတာပေါ့ဗျာလူပျောက်ကြွညာတာလက်ရှိသူ့ရဲ့ကျန်းမာရေးအခြေအနေကလည်းအလုံးသိရှိနေတဲ့ပုံစံမှာဆိုတော့လူပျောက်ကြွညာတဲ့အချိန်မှာ သူ့ရဲ့သတင်းကိုပြန်ပြီးတော့စုံစမ်းတရှိခဲ့ရပါတယ်။ဘယ်ရောက်နေမလဲဆိုတော့အကျမဖက်စစ်ခွေးတက်ရဲ့ပေါ်တာဆွဲခြင်းထပ်မံပြီးတော့ခံလိုက်ရတယ်၃ချိန်မြောက်။လက်ရှိကျွန်တော်သတင်းပြောတဲ့အချိန်အထိကတော့သူ့ကိုပြန်မလို့သေးဘူးလို့တော့သိရပါတယ်။ဒါဟာအကျမဖက်စစ်ခွေးတက်ဟာတကယ်ကိုကျွန်တော်နိုင်ငံတွင်းထဲမှာရှိတဲ့လူငယ်တွေကိုမဲမဲမြင်ရဆွဲနေတယ်ဆိုတာကိုကျွန်တော်တို့တသက်သက်နဲ့ကွာတွေ့နေရတာဖြစ်တယ်။ ဆိုတော့ပရမရှိဆွဲတဲ့သူကလည်းတစ်ဖွဲ့ပေါ့ဗျာပြီးတော့ပြန်လှုပ်ပေးလိုက်တဲ့လူကလည်းတစ်ဖွဲ့နောက်တစ်ဖွဲ့ကလည်းလူငယ်ဒီလူငယ်ကိုတွေ့တော့ထပ်ဆွဲအဲ့အဖွဲ့ကလည်းပဲပြန်လှုပ်အဲ့မှာတတိယတစ်ခေါက်ထပ်ဆွဲတဲ့လူကလည်းပဲနောက်တစ်ဖွဲ့လည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဟုတ်ပြီဒီလိုမျိုးအပတ်စဉ်တစ်ခုလူ9တောင်သူတို့တွေအတင်းအာဓမစစ်မှုထမ်းခိုင်းစေခဲ့တယ်အပတ်စဉ်10လူပေါင်း9တောင် ဒါပေမဲ့သူတို့တွေစစ်မှုထမ်းဖို့အတွက်ပြီးတော့အဓိကအဖြစ်သူတို့ရဲ့အာဏာသူတို့ရဲ့အသက်ဆက်ရှင်သန်ဖို့အတွက်ကျွန်တော်တို့ရသားပြည်သူကျွန်တော်တို့လူငယ်တွေကျွန်တော်မိဘတွေရဲ့တာသမီတွေရဲ့အသက်တွေဘဝတွေကိုခြာနှင်းပြီးတော့သူတို့တွေလုတ်ခဲ့ပေမဲ့အဲ့ဒီစစ်မှုထမ်းဆိုတဲ့အလုတ်မဖြစ်ဘူးဆိုတာကိုကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်လူအင်အားတွေရှိကောင်းရှိနိုင်တယ် စစ်မှုတန်းတော်မှုပဲနဲ့ဒါဗျူတွေလည်းရှိသေးတယ်ပြီးတော့ပြည်သူစစ်သူတွေရှိသေးတယ်ပြီးတော့ဘာညာဘာညာဆိုတဲ့အဖွဲ့တွေကလည်းအများကြီးရှိသေးတယ်ဘလောက်အင်အားတွေအများကြီးစုဖွဲ့ထားတဲ့အပတ်စဉ်30ခန့်စင်းသွားတဲ့သူတွေဟာကျွန်တော်တို့ရှင်နဲ့စစ်မျက်နှာပြင်မှာပြေးတဲ့ကောင်ကပြေးကျွန်တော်တို့နဲ့ပူးပေါင်းတဲ့ကောင်ကပူးပေါင်းတည်သွားတဲ့ကောင်တွေကတည်သွားအရှင်ဖမ်းမိတဲ့ကောင်တွေကအရှင်ဖမ်းမိနေရတဲ့အခြေအနေတွေလည်းကျွန်တော်မိပါတွေနေစဉ်တွေ့မြင်နေရမှာဖြစ်ပါတယ်ဒါဟာ ဓမ္မနဲ့အာရမမှာဘယ်ဘက်မှရောက်သွားလဲယက်တီလဲဆိုတဲ့အဖြေကိုကျွန်တော်တို့မြင်တွေ့နေရတာဖြစ်ပါတယ်ဘလို့ခေါင်းစဉ်မျိုးနဲ့ပဲဖြစ်ပါစေအကျံဖတ်စိတ်ခွေးတက်ရဲ့စစ်မှုဒန်းအောက်ကိုရောက်သွားရင်သူတို့ဟာကိုပိုင်နမကျသွားတယ်တင်းစင်းကိုပိုင်နမကျတယ်ကိုပိုင်နမကျရင်သူတို့တနတ်ထုတ်ပေးတယ်တနတ်ထုတ်ပြီးတော့သူတို့ကိုအရှည်တန်းပို့တယ်ဒါဟာအကျံဖတ်စိတ်တက်ရဲ့ကတမိသားစု စရင်ဝင်သွားတယ်ဆိုတာကိုလည်းပဲကျွန်တော်အရင်ဗီဒီယိုတွေမှာတင်ပြခဲ့တာရှိပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့မိဘတွေပြည်တွင်းမှာရှိတဲ့ကျွန်တော်ရဲ့ညီအစ်ကိုတွေအထူးဂရုပြုပြီးတော့ဘယ်ဘက်မှာယက်တီမှလဲဆိုတာကိုအမြန်ဆုံးအဖြေရှာဖို့အရေးကြီးပါတယ်။ကျွန်တော်တို့တော်လန်ရေးသမိုင်းဟာ မှတ်တမ်းမှတ်ရအပြည့်ရှိပါတယ်။ဟုတ်ပြီ။ဒါဆိုရင်တော့ဂျမဘတ်စစ်ခွေးတက်ရဲ့တီကီစကန်ကိုအင်အားဖြစ်လာတဲ့ ဒါတင်းနှဆင်းမကြသေးခင်မှာတင်းနှဆင်းတဲ့ကောင်းတွေလဲဒါပြတိုက်ခိုက်ခံရတယ်ပြီးတော့လက်ရှိစကမ်းမှာအထိုင်ချတက်ဆွဲနေရာယူထားတဲ့ပထမအင်အားရှင်ဆွဲ60ဝန်းကျင်ကျွန်တော်တို့သတင်းရထားတဲ့ပြီးတော့ထပ်ပို့ထားတဲ့အင်အားဖြည့်ထားတဲ့အခြေအနေမှာဆိုရင်အင်အား80နဲ့100ဝန်းကျင် လောက်တော့ကျွန်တော်တို့ခံမှန်းထားတယ်အဲ့ထက်လည်းပိုအောင်လည်းပိုပါလိမ့်မယ် တကယ်တော့အိုက်စကန်ကိုကျွန်တော်ဝင်အောင်တက်ခက်သိမ့်ပိုက်လိုက်တဲ့အချိန်မှာ90ကျော်60နီးပါးလက်နက်နဲ့တကွအဖွဲ့တွေခွဲပြီးတော့ထိုင်းနိုင်ငံကိုတရားမဝင်ဖြတ်ကျော်ပြီးတော့ဖျက်ပြေးသွားကြတဲ့အကြောင်းမှာကျွန်တော်သိရှိရမိတဲ့လက်မှတ်တွေလည်းရရှိထားပါတယ်ပြောကြခင်မှာလည်းပဲရုပ်တံဗီဒီယိုတွေကျွန်တော်မိပါတွေတွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်ကာဝဲသောတပ်ဖွဲ့ဝင်တွေဟာကျွန်တော်တိုက်ပွဲတွေ ဒါစကန်သိနိုင်ခဲ့တဲ့အခြေအနေတွေကိုကျွန်တော်မိဘတွေကိုအမြဲတမ်းရုပ်သံဗီဒီယိုမှတ်တမ်းနေတယ်ကွာတင်ပြနေတယ်ဆိုတာကျွန်တော်တော်လန့်ရေးမပြီးသေးပါဘူးဒါပေမဲ့ကျွန်တော်တို့အောင်ပွဲကိုကျွန်တော်မိဘတွေထတ်တူဝမ်းမြောက်ပျော်ရွှင်နိုင်ဖို့နဲ့ဆက်လက်ပြီးတော့ဝင်းရံနိုင်ဖို့အတွက်သူတို့ရဲ့အသက်တွေဘဝတွေသူတို့ရဲ့ချွေးတွေနဲ့ရင်ထားတဲ့တိုက်ပွဲတွေကိုကျွန်တော်မိဘတွေကိုတင်ပြနေခြင်း ဖြစ်ပါတယ်ဟုတ်ပြီဒီနေ့ဒီကုန်းချုပ်လေးကိုကျွန်တော်တင်ပြချင်တာက မအလာတကောင်ဘင်္ဂလားဒေ့ရှ်အစိုးရကကန့်ကွက်စာလေးပြပုရှာပါတယ်။ဆိုတော့သူ့အနေနဲ့ကလည်းလက်ရှိအချိန်မှာကန့်ကွက်စာပြပုနေရတဲ့အခြေအနေကိုပြန်ရောက်သွားပါတယ်။ဆိုတော့ဒီအခြေအနေလေးတွေကိုကျွန်တော်မပြောခင်မှာအချိန်ကဒါနိုင်ငံတကာရဲ့စာမျက်နှာအထက်မှာအာဒီမာလာနဲ့ပတ်သက်တဲ့ဒါထုတ်ပြန်ညာချက်တွေမာလာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြီးတော့နိုင်ငံတကာအတွေ့အုံတဲ့အခြေအနေတွေမှာကျွန်တော်တို့ဒီတော်လန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အန်ယူဂျီအတိုင်းဝိုင်းကနေပြီးတော့ကန့်ကွက်စာလေးတွေထုတ်ဖို့ပြသခဲ့တာတွေကိုကျွန်တော်မိဘတွေအများအားတွေ့ရမှာဖြစ်ပါတယ်အာဆီယံနဲ့ပတ်သက်ပြီးတော့ဆိုပို့ပြီးတော့မြင်တွေ့နိုင်ပါတယ်အခုအချိန်မှာတော့မအလှကို၌ကိုကဘင်္ဂလားဒေ့ရှ်အစိုးရကိုကန့်ကွက်စာ ပြပုနေရပါတယ်ဘာကိုကန့်ကွက်တာလဲဆိုတော့ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အာရခတ်တော် AA နဲ့ထိတွေ့ဆက်ဆံခြင်းမလုပ်ဖို့တောင်းဆိုတဲ့စာပါ ဆိုတော့ဘင်္ဂလားဒေ့ရှ်ဘက်ကလည်းရှင်းပါလေဘသူဘာပြောပြောအရေးမကြီးပါဘူးကျွန်တော်တို့ဟာချုပ်ချာအာဏာပိုင်နိုင်ငံဖြစ်တယ်ကျွန်တော်တို့ရဲ့အကျိုးစီးပွားအတွက်ကျွန်တော်တို့လိုချင်တဲ့သူနဲ့တွဲဆုံမှာဖြစ်ပါတယ်လို့ပြက်ပြက်တားတားထုတ်ဖော်ပြောဆိုညင်းပယ်လိုက်ပါဒါဟာအရှိတရားပါသူဘာကိုစိုးရိမ်သွားတာလဲဆိုရင်ကျွန်တော်တို့ အနောက်တကားနံအနောက်တကားဘောက်ကနေပြီးတော့အရခတတ်တော်မြေပြင်စီအရောက်ဖိပုတ်လိုက်တယ်အလုံးပိတ်ထားတဲ့ကွန်တနာဘုံးတွေနဲ့ပြီးတော့ဘသူမှမသိဘသူမှဖောက်လို့မရတဲ့ဘာပစ္စည်းမှမသိဘဲနဲ့ရောက်သွားတဲ့အခြေအနေတွေကိုမအားလတကောင်ဟန်တာလို့လည်းမရတောင်းမှန်လို့လည်းမရတောင်းဆိုလို့လည်းမရပြီးတော့သူကို၌လဲသွားစစ်လို့ မရတဲ့အခြေအနေမှာကျွန်တော်တို့ရခိုင်ပြည် ULA AA ဘို့တို့ထုံးမြက်နိုင်လက်ထဲအထိရောက်သွားတဲ့ပစ္စည်းတွေအတွက်သူရင်ထဲမအေးဖြစ်နေရတာပါသူဘာကြောင့်ကောင်းကောင်းစာပေးမှုတာလဲဆိုတဲ့အဖြေကိုကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်တင်ပြနေခြင်းဖြစ်ပါတယ်ဟုတ်ပြီအရကတော့ AA နဲ့ဆွေးနွေးနေတာဟာတဲ့ မြန်မာနိုင်ငံရဲ့နေမြေပြီးတော့အချုပ်အခြာအာဏာလက်ရှိထိမ့်သိမ်းထားတဲ့အဖွဲ့ပြီးတော့သူတို့ရဲ့ဒါနေဆက်ရဲ့တစ်ဖက်မှ ရှိနေတဲ့အဖွဲ့နဲ့သူတို့ဟာမဖြစ်မနေတွေ့ဆုံဆွေးနွေးရတာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်နဲ့ကဲ့ရဲ့ဒီဘက်ကအာရခမြေဆိုတော့ဒီဘက်မှာရှိတဲ့အဖွဲ့ကဘယ်အဖွဲ့လဲမင်းအောင်လှိုင်းအာနာယူအဖွဲ့မဟုတ်ဘူးလေ ဆိုတော့မင်းအောင်လိုင်းနေပြီးတော့ကလှမ်းပြီးတော့လေလိုင်းပေါ်ကအမိန်ပေးလို့မရဘူးလေလက်ရှိထိတွေ့ဆက်ဆံနေရတာကအရခနဲ့ရခိုင်နဲ့ထိတွေ့ဆက်ဆံနေရတာဆိုတော့ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အဖွဲ့ကလည်းပဲအရခတက်တော် ULAAA နဲ့ပဲဆွနွေညှိနှိုင်းစရာရှိပါတယ်ဆိုတာကိုပြပြတသားပြောလိုက်တာ ဖြစ်ပါတယ်တကယ်တမ်းအဲ့ဒီသတင်းကိုတေချာပေါ့သူတို့လည်းကြားရမှာဖြစ်ပါတယ်ဆိုတော့ အဆက်ကွဲသွားတယ်လို့တော့ကျွန်တော်မပြောချင်ဘူး။ဘာကြောင့်လဲဆိုတော့သူတို့ဟာငโกတဲကအဆက်မဲ့တဲ့တရားတွေဖြစ်ပါတယ်။အဆက်မဲ့တဲ့အခြေအနေမှာလည်းပဲရုရှားကိုခေါ်မလေးကျူကျူမကျူကျူလှပေါ့နော်ကျူကျူလှဖို့ပါခေါ်ပြီးတော့ပွဲတက်ဖို့ဖတ်သွားပါတယ်။ဆိုတော့ရူဂရိန်းနဲ့လည်းပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဒါမိဘတွေရူဂရိန်းတမရဒါထုတ်ဖို့ပြောဆိုမှုပြီးတော့အဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဒါအမဟာကန်ချက်မပေးဘူးဆိုတဲ့ ပြောဆိုမှုကိုတော့ဂယုစိုက်ဖဲနဲ့သူဟာပွဲချစ်သူကြီးပွဲတတ်ချင်သူကြီးအနေနဲ့ကြွမင်းရှိတဲ့နေရာမှာ တကယ်လို့ကြွမင်းကြီးနဲ့အတူတူသေးရရင်လဲတန်တယ်ကွာဆိုတဲ့စိတ်ထားလေးနဲ့ပဲပွဲတက်ဖို့အတွက်ခေါမကူပါခေါ်ပြီးတော့သွားပါလေးပါလေဟုတ်ပြီအဲ့ဒီမှာကျွန်တော်တခုထပ်ပြီးတော့ထူးခြားတွေ့လိုက်တယ် ကျွန်တော်နိုင်ငံအတွင်းကနိုင်ငံတကာကနေပြီးတော့ပထမအဦးဆုံးဖိတ်ကြားခြင်းခံလိုက်ရတဲ့ first lady တဲ့ခေါမဘူးဘေးနားနေတယ်ဂွင်းစဂွင်းပိတ်လေးနဲ့ first lady အားကျွန်တော်မျိုးလုံးမသိသွားတယ်ဆိုတော့ကျွန်တော်နိုင်ငံမှာဒီလိုဟာတာတွေအများကြီးရှိပါတယ် first lady လို့ဘိုင်းနေတက်လိုက်ရတဲ့အကြောင်း အရာရဲ့နောက်ွယ်မှာ ကျွန်တော်ပြည်သူတွေအရန်ကိုလေးစားချစ်ခင်တဲ့အမေအိုတော်ဆန်းစွကြည်မြေရန်သူ့ကိုကျွန်တော်ကတော့တရိယာဒီဒလီဒီဆိုတော့ရုပ်ရှင်ကားကိုကျွန်တော်မိဘတွေလည်းအချို့ကြည်ဘူးမယ်လို့တော့ကျွန်တော်လည်းမျှော်လင့်ပါတယ်ဆိုတော့ first lady တို့သုံးလိုက်ရတဲ့အတုံးနှုံးဘာကြောင့်သုံးတာလဲကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်မိဘတွေကျွန်တော်ရဲ့ဗီဒီယိုကိုမှရေးပေးခဲ့ပါဒီကနေ့တင်ပြခဲ့တဲ့အကြောင်းအရာတွေကတော့ရုရှား အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေငွေကြီးအမြောက်များစွာခေါ်ပြီးတော့ရုရှားနီးပြဆရာတွေနဲ့လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်ဆိုတဲ့အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေနဲ့တွေ့တဲ့အချိန်မှာတည်ရလားတည်ရတဲ့ဟုတ်တယ်တကယ်တည်သွားတဲ့အကြောင်းတွေ တင်ပြတာကျွန်တော်မြင်ပါတယ်အာရနှစ်သက်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကိုဒီထက်ပိုကောင်းအောင်ကျွန်တော်စ조사ပေးနေပါတယ်နန်နဘီစီဘီကဘီကြောက်နေတယ်ကျွန်တော်ရဲ့နိုင်ငံတွင်းမှာရှိတယ်မိဘပြည်သူတအူးချင်းစတိုင်ဘီအန်နဲ့ကင်းရှင်းပါတဲ့ကြောင့်လေးလေးနဲ့ဆူတောင်းရှင်းနေကျွန်တော်ရေဝရှမ်းလေးပါ